မိုင်းကြရန်ညီလာခံမှာအဆင်ပြေပြေကျင်းပနိုင်ခဲ့တာဟာအစိုးရနဲ့တမတော်ကပူးပေါင်းဆောင်ရွက်ခဲ့လို့ဖြစ်တဲ့အကြောင်းအစည်းအဝေးပထမနေ့မီဒီယာရှင်းလင်းပွဲမှာတာဝန်ရှိသူတွေကပြောဆိုခဲ့ပါတယ်ဒီသတင်းကိုတော့လေးလေးမောင်ကပြပို့ထားပါရရှင်တိုင်းရင်းသားလက်နက်ကိုင်ဒေါ်လာရေးအဖွဲ့အစည်းတွေရဲ့မျက်နာစုံညီစည်းဝေးကို27ရာစုပင်လုံးညီလာခံကျင်းပရေးအတွက်အကျိုးညှိနှိုင်းရေးဆိုတဲ့ရည်ရွယ်ချက်နဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တိဆောက်ရေးဆိုင်ရာနိုင်ငံရေးဘုံသဘောထားယက်တီချက်ရယူရေးဆိုတဲ့ရွေချက်နှစ်ခုအပေါ်အခြေခံကျင်းပခဲ့တာဖြစ်ပါတယ်။ဒီမျက်နှာဆောင်ရင်းစည်းဝေးဖြစ်ရောက်ဖို့အတွက်အစိုးရနဲ့တာဝန်ကနေပြီးတော့ကျွန်တော်တို့လည်းပူးပေါင်းဆောင်ရွက်ရဲ့အာတခါကျွန်တော်တို့လည်းပြုပြတော်ဘူးလေ။အဲ့ဒီအချိန်ကြောက်တဲ့ကျွန်တော်ကပေါင်းမှုမျိုးဒီမျက်နှာဆောင်ရင်းစည်းဝေးကိုကျွန်တော်တို့စစ်ပန်းနိုင်လို့ကျွန်တော်တို့ပြည့်မှာပါ။ ဲ့တော့ကျွန်တော်တို့ဆက်ကလည်းနေချိုင်းပြစ်စင်တဲ့ပတ်သက်ပြီးအပေါင်းနဲ့ခဏဆောင်တဲ့ဆက်ကနေပြီးတော့ကျွန်တော်တို့ရှိရှိကိုဆက်လောင်းကိုဒီမိနာဖြစ်ချဖို့ကျွန်တော်တတ်ဆွဲလို့ဖြစ်ပါတယ်အားလုံးပါဝင်ရေးမှုနဲ့ပတ်သက်ပြီးတနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးစာချုပ် NCA အတိုင်းလာနိုင်ငံရေးဆွေးနွေးပွဲကိုဆိုလိုသလားဆိုတဲ့ DVB ရဲ့မေးမြန်းမှုကိုတော့27ရာစု ပြင်လုံးညီလာခံကိုသာ UR ဖြစ်ကြောင်းဆိုပါရယ် KIU ရဲ့ဒုတိယဥက္ကဋ္ဌကအဖွဲ့မှစကားမှာလဲ 1949ခုနှစ်ကချုပ်ဆိုခဲ့တဲ့ပင်လုံစာချုပ်ကတိုင်းရင်းသားတွေအတွက်အလွန်အရေးကြီးတယ်လို့လည်းပြောဆိုထားပါတယ်။ဘုရားကောင်းဆောင်တဲ့တိုင်းရင်းသားကောင်းဆောင်များအားလုံးအားရှိခဲ့ကြတဲ့နိုင်ငံရေးဖြစ်နေသူဆက်လက်ပြန်ဆောင်ပြီးတော့ဒီခုချက်ဆုံးရင်းကနေရေနေဒီမိုကရေစီတောင်းဖို့ပြန်ဖတ်နိုင်ဖို့အတွက်အခြေခံနိုင်တဲ့နိုင်ငံရေးဖြစ်ဖို့အချင်းချင်းဖြစ်ဖို့ဘုရားတော်ကြောင့်ပြန်ဖို့ ကချင်ပြည်နယ်မိုင်းကြားရံမှာကျင်းပနေတဲ့အစည်းအဝေးပထမနေ့မှာပဲဖိတ်ကြားခံရတဲ့ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကတိုင်းရင်းသားတွေကအမျိုးသားပြန်လည်တည်မြဲရေးအတွက်အစိုးရနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ကတိပြုထားတဲ့အပေါ်အထူးကြိုဆိုတဲ့အပြင်ဆက်လက်ကူညီပံ့ပိုးမယ်အကြောင်းပြောဆိုသွားပါတယ်။အရာအပြင်တရုတ်အစိုးရအနေနဲ့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီးမြန်မာပြည်အပြောင်းလဲမှာတက်နိုင်သလောက်ကူညီသွားမယ်လို့တရုတ်နိုင်ငံအထူးကိုယ်စားလှယ်ကလည်းပြောဆိုသွားခဲ့ပါတယ်။ကျမလေးလေးမောင်မောင်